ကိုကတော့အမျိုးသမီးဟိုကအမျိုးသမီးဒုဗတ်မှာပဲရှိနေပါတယ်လို့ဘာလို့လဲဆိုတော့အဲအမေကိစ္စကြောင့်ဖြစ်တာလေအဲဒီလိုပဲဟိုမတဲ့တာပဲဖြစ်တဲ့နေပေါ့နော်ဒီလိုကြီးဖောက်ပြန်တာကြီးကြတော့သူအရန်လွန်တယ်လို့ခံစားရကိုလည်းအဲ့ဒီခင်တီရာနေရာရောက်နေလို့နှမတခြားတယောက်ဆိုတော့ဝယ်မိရန်ဖြစ်ပြီပါညီမလေးကိုဆုံးမတုံတယ်မိမယ်ပေါ့နော်နောက်ပိုင်းမှာတော့ညီမလေးနဲ့တူတူလိုက်ပြီးတော့ရန်ပြစ်ချက်နေဘာလို့လဲဆိုတီယာဦးကဖောက်ပြန်သွားတာဟိုဖောက်ပြန်တာပဲ main clean မှာလက်မခံနိုင်ဘူးလေ အဲဖောက်ပြန်လာတော့တရားဦးမှားတယ်လို့ပဲယူဆပါတယ်။လမ်းမရောက်သွားတဲ့ဟိုပါဗောနော်အမျိုးသားတယောက်လို့မြင်မိပါတယ်။ဘာလို့လဲဆိုတော့အဲဆက်ဆာချင်းတော့မှန်တယ်လीဒီမမမမန်ကိုခေါ်ွားတဲ့မိန်းကလေးကိုမမမမန်ရက်တည်ပေးတယ်။နောက်ပိုင်းမှာဒီအမေကိစ္စကြောင့်အမေကိစ္စကြောင့်ဒီလိုမျိုးလမ်းမရောက်သွားတယ်လို့ပဲလမ်းမရောက်သွားတဲ့လူတယောက်နေမှာမြင်မိပါတယ်။အားရခံခုနကပြောသလိုပေါ့နော်အဲ့လိုမျိုးဖောက်ပြန်တဲ့အခန်းနေဆိုရင်ကိုကအရန်ဟို ခက်ခက်မှာဘက်ကနေအရန်ရန်တွေးပေးနေတာပဲဒါပေမဲ့ဟိုကိုရဲ့ character အရာပေါ့နော်ခင်တီရာအရာတော့ကိုကနည်းနည်းလေးငြိမ်နေပေးရညီမကိုပဲစုံမနေရတဲ့အပိုင်းလေးပါတာပေါ့နော်ဟုတ်အဲယောက်ျားကတော့ကိုဘက်ပါနေတဲ့ရွေးတော့ကိုကတော့အဲ့လိုပေါ့နော်ယောက်ခမကိုအဲကောင်းကောင်းမွန်မွန်ဆက်ဆက်မယ်မျက်နှာမငယ်အောင်ပေါ့နော်ကိုယူထားတဲ့ယောက်ျားမျက်နှာမငယ်အောင်လှုပ်ပေးမယ်ပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်ဒါပေမဲ့ဖောက်ပြန်သွားပြီဆိုလို့ရှင်တော့ခက်ခက်မှလို့ဖြစ်သွားမယ်လို့တော့ထင်ပါတယ် ခကမှာထပ်စိုးသွားမယ်လို့တော့ထင်ပါတယ်။ကိုရဲ့အပိုင်းနိုင်အပိုင်းနိုင်ရောပေါ့နော်။ကိုပါနေတဲ့အပိုင်းနိုင်ရောအဲတခြားသရုပ်ဆောင်တွေပါဝင်ထားတဲ့အပိုင်းနိုင်ရောအားရကြည်နေမှုရှိပါတယ်။ပရိသတ်တွေစီရောက်သွားတဲ့အခါမှာလဲဟိုဒီချွေးမကလည်းချွေးမဘက်ကပေါ့နော်။ချွေးမတင်းနဲ့ရောက်မတင်းနဲ့ကွဲနေရတော့တွေ့ရတယ်။ အဓိကတော့ဟိုတိုက်မတူတာကိုပြချင်တာပေါ့နော်ဆရာကတော့တိုက်မတူတာကိုပြချင်တဲ့အတွက်ကိုကဒီမိဘတွေရဲ့တုံသင်ဆုံးမမှုကိုနာခံတဲ့သမီးတယောက်အနေနဲ့သွားတယ်အာညီမလေးခက်ခက်မှာတော့ဒါ तू ကတော့ဟိုဆက်ဆက်ချင်းအဲအထီးမခံအောင်ပေါ့စွာရဲပေါ့အဲအဲ့လိုတိုက်လေးနဲ့သွားတာအင်းခက်ခက်မှာကိုကြည့်နေနဲ့အဲတချို့ကိစ္စတွေကြတော့လေသူ့ဘက်ကမှန်တယ်ပေါ့နော်တချို့ကိစ္စတွေမှာလည်းညှိရမယ့်အပိုင်းလေးတွေရှိတယ်လို့ထင်ပါတယ် ဘောကျတဲ့ဇက်ဝင်ခန်းကြီးကတော့အများကြီးပဲပေါ့နော်အများကြီးပဲအဲဘယ်ဟာလေးကိုပို့သဘောကျလဲဆိုတော့တရားဦးနဲ့ဟိုလိုတရားဦးပါရိုက်လိုက်တဲ့အခန်းလေးဒီမှာဆိုလို့ရှိရင်အဲဒီဟိုမကီပေါ့နော်မကီကဆွဆွခုံနဲ့သူ့သားလေးကိုရရပါမလားပေါ့နော်အဲဟိုကိုဘက်ပါတဲ့ယောက်ျားတယောက်အနေနဲ့ရက်တည်ပေးတဲ့ကိုမမမမန်ရက်တည်ပေးတဲ့ယောက်ျားတယောက်အနေနဲ့ပါဝင်ထားတဲ့အခန်းလေးဆိုပို့အားပြီးပို့အားရတယ်ပေါ့နော်ဟုတ် မကြီးမိရပါဘောเนาะကိုကသူ့ထက်အဲအသက်လည်းပိုကြီးတယ်ပိုဟိုအရင်လဲအိမ်အောင်ကြရဲဆိုတော့ကိုကအဲဝါရင်တပါရင်ဖြစ်တဲ့အပေါ်မှာသူ့ကို အကြံပေးတဲ့အဲသူအမတယောက်အနေနဲ့ပေါ့เนาะအမ်အားရပါတယ်အဲ့ဒီခန်းအခန်းလေးတွေလည်းပေါ့เนาะဟုတ်ခက်ခက်မှန်းနေဆိုရင်ဟိုလေအဲအခုတော့ပြပြီးသွားပြီအဲသူတရားဟုတ်ဖောက်ပြန်နာအောင်မိသွားတာလေကိုကနောက်ကနေလိုက်ရတဲ့အခန်းပေါ့เนาะဟာခက်ခက်မှန်းလည်းလုံးဝဇက်ဇက်ကျဲဟိုတောင်းညမ်းနေတဲ့အချိန်မှာ ကိုကလည်းအမှန်တကယ်တော့ကိုယ်စိတ်ကလည်းကိုကလည်းကိုသားဆိုရင်ဆိုပြီးဝင်လှုပ်ချင်နေရပါတော့ဒါပေမဲ့ကိုကအေးရမယ်ကိုကညှိရမယ်ဆိုတဲ့နေရာမှာရောက်နေတော့ကိုကညှိပေးရတဲ့အခြေအနေပေါ့နော်အမှန်တကယ်တော့ကိုကလည်းဝင်ပြီးတော့ကိုညမဘက်ကနေဖြစ်ပေးတင်တာအဲ့ဒါလေးတော့အမှန်တရားရှိပါတယ်ခက်ခက်ပါ နေမှာလေမလားတန်းပြောပါတော့အပြောမယ်နေတို့တစ်ခါမှတော့ဓာတ်လက်မရွယ်ဘူးရောက်ကြရိုက်တော့နေပေါ်နာရမလားတရားဥကိုကြည့်ရဲ့အခါမှာအစတော့ဟိုဟိုကိုယ့်ဘက်ပါတဲ့အမျိုးသားတယောက်နေနဲ့အဲကိုယ့်ဒီမိသားစုဝင်တဲ့ကိုခေါ်သွားတော့ အဆင်ပြေတယ်ပေါ့နော်ကိုယ့်ဘက်ပဲပါတယ်မှမမမှန်ခက်ခက်မှဘက်ကပဲပါတယ်နောက်ပိုင်းနေမှာဒီကိစ္စတစ်ခုကြောင့်အဲအမေဆုံးမသွားတာကိုမပြောတဲ့ကိစ္စတစ်ခုကြောင့် तू ကအမှန်တကယ်ဆိုရင်ဖောက်ပြန်တာမဖြစ်တဲ့ဦးနော်ဖောက်ပြန်တာတော့မဖြစ်တဲ့ဦးဒါပေမဲ့ तू ကလမ်းလွဲသွားတယ်ပေါ့နော်လမ်းမရောက်သွားတယ်ဆိုတော့ပုံစံလေးအဖြစ်မြင်ပါတယ်ကို့အနေနဲ့ကတော့ အစပိုင်းမှာတော့ညီမလေးကိုဆုံးမသွန်သင်မိမယ်ပေါ့နော်။နောက်ပိုင်းမှာတော့ညီမလေးနဲ့အတူတူလိုက်ပြီးတော့ရံပြစ်ချက်နဲ့ဘာလို့လဲဆိုတရားဦးကဖောက်ပြန်သွားတာ။အိုးဖောက်ပြန်တာပဲ main claim ကလမ်းခံနိုင်ုံလေ။အဲဖောက်ပြန်တာတော့တရားဦးမှားတယ်လို့ပဲယူဆပါတယ်။လမ်းမရောက်သွားတဲ့ဟိုပါပေါ့နော်။အမျိုးသားတယောက်လိုမြင်မိပါတယ်။ဘာလို့လဲဆိုတော့အဲဆဆချင်းတော့မှန်တယ်လေ။ဒီမမမမန်ကိုခေါ်သွားတဲ့ main claim ကိုမမမမန်ရက်တည်ပေးတယ်။နောက်ပိုင်းမှာဒီအမေကိစ္စကြောင့် အမေကိစ္စကြောင့်ဒီလိုမျိုးလမ်းမရောက်သွားတယ်လို့ပဲလမ်းမရောက်သွားတဲ့လူတယောက်နေမှာပဲမြင်မိပါတယ်။အင်းကိုကတော့အမျိုးသမီးဆိုတော့အမျိုးသမီးတူပတ်မှာပဲရှိနေပါတယ်လို့ဘာလို့လဲဆိုတော့အဲအမေကိစ္စကြောင့်ဖြစ်တာလေ။အဲဒီလိုပဲဟိုမတဲ့တာပဲဖြစ်တဲ့နေပေါ့နော်။ဒီလိုကြီးဖောက်ပြန်တာကြီးကြတော့သူအရန်လွန်တယ်လို့ခံစားရတယ်။ကိုလည်းအဲ့ဒီခင်တီရာနေရာရောက်နေလို့နှမတခြားတယောက်ဆိုတော့ဝင်ပြီးရန်ဖြစ်ပြီးပါတယ်။ကိုညမ အားရခံခုနကပြောသလိုပေါ့နော်အဲ့လိုမျိုးဖောက်ပြန်တဲ့အခန်းလေးဆိုရင်ကိုကအရန်ဟိုခက်ခက်မှာဘက်ကနေအရန်ရန်တွေးပေးနေတာပဲဒါပေမဲ့ဟိုကိုရဲ့ character အရာပေါ့နော်ခင်တီရာအရာတော့ကိုကနည်းနည်းလေးငြိမ်နေပေးရညီမကပဲစုံမနေရတဲ့အပိုင်းလေးပါတာပေါ့နော်ဟုတ်အမှန်တကယ်တော့လေဟိုရိုင်းနေဆိုတာလေဟိုဘယ်လိုပြောရမလဲဒါဒါဘယ်လိုပြောရမလဲအဲလူကြီးကစပြီးတော့ဟို ကိုယ်အမှန်မမြင်နိုင်တာပေါ့နော်ကိုယ်သားရဲ့အချစ်တွေကိုပေးလိုက်ရတယ်ဒီချွေးမတယောက်ကိုပေးလိုက်ရတယ်ဆိုပြီးတော့အဲရောက်ခမဘက်ကစပြီးတော့သူ့စစ်ကြင်ညာလိုက်တလို့ဖြစ်တာပေါ့နော်အမှန်တကယ်ကတော့သူကတော့မသိဘူးအာတီဟာဦးအမိန်မလည်းမသိဘူးရင်းနှွေးပူနဲ့ပတ်မိတာတို့တီဟာဦးเจ้าကိုပြောမိတာတို့ကနေပြီးစပြီးသူကတော့စပြီးတော့မုန်းတဲ့သူတယောက်တော့မဟုတ်ဘူးပေါ့နော်အဲယောက်ျားကတော့ကိုယ့်ဘက်ပါနေတဲ့ရွေးတော့ကိုကတော့အဲ့လိုပေါ့နော်ရောက်ခမကို အဲကောင်းကောင်းမွန်မွန်ဆက်ဆက်မယ်မျက်နှာမငယ်အောင်ပေါ့နော် ကိုယူထားတဲ့ယောက်ျားမျက်နှာမငယ်အောင်လုပ်ပေးမယ်ပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်ဒါပေမဲ့ဖောက်ပြန်သွားပြီဆိုလို့ရှိရင်တော့ခက်ခက်မာလို့ဖြစ်သွားမယ်လို့တော့ထင်ပါတယ်ခက်ခက်မာထက်စိုးသွားမယ်လို့တော့ထင်ပါတယ်အဲဒီကားလေးရလေကိုကအိမ်နောင်ကြီးဒီဇလန်းလေးကြီးကြိုက်တဲ့သူတွေမှာပါတယ်ဗောနော်အိမ်နောင်ကြီးဇလန်းလေးကြီးကြိုက်တဲ့သူဆိုတော့ဒီကားပေါ်မှာပို့ပြီးတော့ကို စီးမြောရတယ်လို့ခံစားရတယ်ပေါ့နော်ကိုကိုတိုင်းခက်ခက်မှမဟုတ်ပါမယ်လေခက်ခက်မှနေရာအနေနဲ့ဝင်ပြီးတော့ခံစားမိတယ်ခင်တီတာနေရာအပါဝင်တရုတ်ဆောင်ရယ်ဆိုပေမဲ့လေအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးရောရှိပါတယ်ခင်စီယာနေရာနေပြီးတော့ဆိုတော့ရှင်တော့အရန်စီးမြောတယ်ပေါ့နော်ပြောရမယ်ဆိုဒီကာရက်တာကိုလည်းကြိုက်တယ်ခက်ခက်မှနေရာကိုလည်းကြိုက်တယ်ပေါ့နော်ကြိုက်တဲ့အဲကိုလှုပ်ချင်တဲ့အဲကာရက်တာနေရာလေးပဲအပြစ်ပါဆိုလဲဟုတ် အဖြစ်မှအေးပါတယ်ဒီတိုင်းဆိုအေးတယ်အဲ့ဒေါသမထွက်ခင်ဒီပေါ့နော်ဒေါသထွက်ရင်တော့မအေးတော့ဘူးပေါ့နော်အလိုမျိုးတော့ရှိတယ်။နောက်ထပ်လည်းအဲကာရတာမျိုးစုံလည်းပေါ့နော်ဒီပရိသတ်တွေရှိကိုအလာဖို့ရှိပါတယ်လို့ရိုက်ရိုက်ထားပါတယ်လို့ပရိသတ်တွေရှိကိုချမပြနိုင်သေးရပဲရှိရပေါ့နော်ဒီအပိုင်းနေမှာလည်းအဲဆက်ပြီးတော့လောင်သွားဖို့တော့ရှိရပေါ့နော်တစ်စင်းနဲ့တစ်စင်းတိုးပြီးတော့လောင်သွားဖို့ရှိပါတယ်လို့ကာရတာတိုင်းကိုလည်းနားလေပေးပြီးတော့ပေါ့ကြည့်ပြီးပါလို့ဟုတ်ကျေးဇူးတင်ပါတယ်။